ပိုင်းရှိမှာတော့တတိယဆောင်မှုပဲဖြစ်ရမယ်။လှည့်စားမှုမျှော်စင်ထိတ်ကိုရောက်လာကြပြီ။အတွင်းရင်မှုဘင်းကတောင်အောက်ကို82နှစ်အတွင်းရောက်အောင်ဆင်းရမှာဖြစ်ကြောင်းပြောပြနေခဲ့တယ်။အဲ့ချိန်မျှော်စင်တွေကလူတွေကလည်းကင်မရာကနေစောင့်ကြည့်နေကြပြီ။ဂုံတို့လည်းဘလို့ဆင်းရမလဲဆိုပြီးတိုင်ပတ်နေတော့ပြိုင်ပွဲဝင်တယောက်ကဒီလိုတောင်မျိုးလောက်ကတော့သူ့လို professional တောင်တက်သမားအတွက်ဘာမှမဟုတ်ပါဘူးဆိုပြီးတွေ့ကဆင်းသွားခဲ့ပါတယ်။အဲ့လိုဆင်းသွားချိန်မှာပဲအသားစားငတ်လို့တရဝါတွေပေါ်လာပြီးအဲ့လူကိုစားသွားတာမလို့ဂုံတို့လည်းဒီလိုဆင်းတာကနီးလမ်းမဟုတ်မှန်သိသွားပါတယ်။အဲ့ချိန်လူတိုင်းကလည်းထွက်ပေါက်ကိုရှာနေကြပြီ။ကူဝါကတော့မျှော်စင်ပေါ်မှာပြိုင်ပွဲဝင်အရေးအတွက်နဲလာတာကိုသတိထား ားမိသွားတယ်။အဲ့ဒီချိန်ဂွန်ကလီယိုနဲ့ကူပါကိုလှမ်းခေါ်ပြီးသူတွေ့ထားတဲ့လှုပ်ဝက်တကားကိုပြလိုက်တယ်။အဲ့ဒါအပြင်လှုပ်ဝက်တကားတွေနေရာအများကြီးမှာရှိတာမလို့ဘာလို့အများကြီးရှိတာလဲဆိုတာနားမလည်ဘူးပြောတာနဲ့ကူပါကတချို့ကထောင်ချောက်ဖြစ်နိုင်တယ်လို့ပြောနေတော့ကီလူဝါကလည်းတကားတွေကတခါပဲသုံးလို့ရတာဖြစ်နိုင်တယ်လို့ပြောပါတယ်။ဘာလို့ဆိုခုနကလူတယောက်သုံးသွားတဲ့တကားကိုသွားဖွင့်ကြည့်ပေမဲ့လည်းဖွင့်လို့မရဘူးလို့ကီလူဝါကရှင်းပြတယ်။တကားတစ်ခုစီကတယောက်စာပဲဆက်နာမလို့ဂွန်တို့လေးယောက်လည်းတယောက်တစ်ခုစီကနေလူခွဲသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။တယောက်ကိုတယောက်အောက်မှာပြန်တွေးကြတာပေါ့လို့နှုတ်ဆက်လိုက်ပြီးဆေးလာခဲ့ပေမဲ့အောက်မှာတော့အခန်းတစ်ခုထဲကိုတူတူရ ောက်သွားပါတယ်အခန်းထဲမှာလက်ပတ်နာရီ၅ခုရှိပြီးအခန်းထဲမှာရှိတဲ့၅ယောက်ကအများလူရဲ့ဆန္ဒကိုလိုက်နာရမယ်လို့စည်းကမ်းချက်ကိုလည်းတွေးလိုက်ရတယ်အဲ့နောက်나희ကိုကြည့်လိုက်တော့အချိန်ကန့်သတ်နဲ့ရွေးချယ်စရာအမှားနဲ့အမှန်ခလုံးနှစ်ခုရှိနေခဲ့ပါတယ်အခန်းကလူ၅ယောက်ပြေးမှထွက်ရမယ်ထင်တယ်လို့ကူဝါကပြောနေတော့အခန်းထဲကစကားပြောဆက်ကနေဒီနေရာကအကျဉ်းထောင်ဖြစ်ပြီးသူကထောင်ဆောင်လဲဖြစ်တယ်လို့အခုဆောင်မှုပွဲကိုစစ်ဆေးပေးနေတယ်လစ်ပိုလို့မိတ်ဆက်လိုက်ပါတယ်ဒီခန်းကနေလူ၅ယောက်ပြေးမှစားထွက်လို့ရမှာဖြစ်ပြီးအဖွဲလိုက်ပူးပေါင်းလှုပ်ဆောင်ရမှာမလို့တယောက်ကတက်စာဖောင်းရင်အကုန်လုံးဒုက္ခရောက်သွားစေမယ်လို့ပြောပါတယ်အဲ့လိုပြောပြီးနောက်မှာတော့ထောင်သ ားတွေကိုနေရာချထားဖို့သူ့လူတွေကိုခိုင်းလိုက်တယ်။ဂွန်တို့ကတော့နှစ်နာရီလောက်ကြာတဲ့အထိနောက်တစ်ယောက်ရောက်မလာသေးတာမို့ထုံးစံနိုင်လီယိုကတော့ဒေါသထွက်ပြီးဒီခန်းထဲမှာပဲ82နာရီလုံးကုန်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးပွားစီပွားစီလုံးနေခဲ့ပါတယ်။အဲ့ချိန်ကန်ဆိုးစွာနဲ့ပဲသူတို့ခန်းထဲကိုရောက်လာတာကတုံမာဖြစ်နေခဲ့ပြီးအခန်းတကားကိုဖွင့်ဖို့စာရွေးတဲ့ကမတူတဲ့ခလုတ်ကိုမှားနိုင်မိတယ်လို့ပါတော့တယ်။ ဒါပေမဲ့အခန်းတကားကပွင့်သွားခဲ့တာမလို့လီယိုကိုစိတ်လျှော့ဖို့ပြောပြီးအခန်းထဲဝင်လာခဲ့ကြတော့ဘဲညာရွေးရမယ့်လမ်းစုံကိုရောက်လာခဲ့တယ်။ဒီခါမှလည်းဘဲညာခွဲဖို့မဲပေးတဲ့ခါမှာတော့ဂွန်လီယိုနဲ့တူမာကဘဲဘက်ကိုရွေးချယ်လိုက်ပေမဲ့ညံကောင်းတဲ့ကူဝါနဲ့ကီလူဝါကလူတွေကရွေးရခတ်တဲ့အချိန်ဆိုဘဲဘက်ကိုရွေးချယ်တတ်တာမလို့ညာကိုရွေးချယ်လိုက်ပြီးညာဘက်တကားကပွင့်သွားခဲ့တယ်။ဒါနဲ့ညာဘက်လမ်းထဲဝင်သွားကြပြီးအဆုံးမှာတော့သူတို့ကိုတိုက်ခိုက်ဖို့စောင့်နေတဲ့ထောင်သား900ယောက်ကိုတွေ့လိုက်ရတယ်။အဲဒီအချိန်စကားပြောဆက်ကနေဒီထောင်သား900ယောက်နဲ့တယောက်ချင်းစီတိုက်ခိုက်ရမှာဖြစ်ပြီးတည်ရင်မရှိပဲတစ်ဖက်ကရှုံးပေးမှရမယ်လို့ပြောတယ်။ထောင်သား တယောက်ကလည်း၃ပွဲနိုင်တာနဲ့ဒီကဖြတ်လို့ရပြီဖြစ်ပြီးတိုက်ခိုက်မဲ့လူအလှည့်ကိုတော့လူအများစုစံတာအတိုင်းစီစဉ်လို့ရတယ်လို့ပြောပါတယ် ဒါအပြင်လစ်ပိုကထောင်သားတွေကအချိန်တနာရီဆွဲနိုင်ရင်တစ်နှစ်လွန်ကျန်ခွင့်ပေးမှာမလို့ထောင်သားတွေရဲ့ရည်ရွယ်ချက်ကအချိန်ဆွဲမှာလို့ပြောတော့ကူဝါကသူတို့မှာ82နာရီပဲအချိန်ရှိတာကိုသတိထားမိသွားပြီဒါကအချိန်ကိုအလောင်းကစားလုပ်တဲ့တိုက်ပွဲပဲလို့အားလုံးကိုသတိပေးလိုက်တယ်ကူဝါကပထမဆုံးပြိုင်ပွဲကိုသူဝင်မဲ့လုပ်နေတော့တိုမာကသူတောင်းပန်တဲ့အနေနဲ့သူအစမ်းသခန့်အနေနဲ့အရင်သွားပေးပါမယ်ပြောပြီးပြိုင်ဘက်တွေဘာစီစဉ်းစားလဲဆိုတာကြံတဲ့သူတွေကြိုလေးလာလို့ရတယ်လို့ပြောပါတယ်အကောင်လုံးကလည်းဟုတ်ပါမလားဆိုပြီးအံ့ဩသွားပေမဲ့လေးစားသွားကြတယ်တက်ခွန်းနဲ့ရောက်တာနဲ့ရင်ပြိုင်မဲ့ထောင်သားကတိုမာကိုသူသေးကိုသေးတိုက်ခိုက် ုက်ဖို့တောင်းဆိုတာကိုဂွန်တို့ကစိုးရိမ်နေပေမဲ့တိုမာကအတိလုံးမဲ့ရုပ်ကြီးနဲ့လက်ခံလိုက်တယ်။အဲနောက်နှစ်ယောက်လုံးတိုက်ခိုက်ဖို့မှုသွင်းပြီးထောင်သားကစားတိုက်ခိုက်ဖို့လှုပ်ချိန်မှာတော့တိုမာကဒူးထောက်ပြီးရှုံးပေးလိုက်တာကြောင့်ဂွန်တို့လေးယောက်ကြောင်သွားပါတယ်။လီယိုလည်းမင်းကပြိုင်ပွဲဝင်တွေကိုရှုံးအောင်လုပ်တဲ့ကောင်ဆိုတာတေချာသွားပြီဆိုပြီးပြောတော့တိုမာကငါကဟန်တာတယောက်ဖြစ်လာချင်တာမဟုတ်ပဲဟန်တာဖြစ်ချင်တဲ့ပြိုင်ပွဲဝင်တွေရဲ့စိတ်အားထက်သန်မှုတွေကိုဖျက်ဆီးပြီးပျော်ရွှင်မှုကိုရှာနေတဲ့သူလို့ပြောပါတယ်။လီယိုတို့ရန်ဖြစ်စကားပြောရင်ချိန်ကုန်နေတာနဲ့ကူဝါကဒါကထောင်သားတွေလိုချင်တဲ့အချိန်ဆွဲတာပဲလို့ပြောပြီး ကီလူဝါကလည်းသူတို့ချိန်ဆွဲနေတာဆိုရင်တွန်ပါအရှုံးပေးလိုက်တာကမှန်သွားတယ်လို့ပြောပါတယ်။ဘာလို့ဆိုအိုက်ထောင်သားကတွန်ပါအတန်အိုးကိုဖျက်ဆီးပြီးအရှုံးပေးလို့မရအောင်လုပ်ပြီးတဲ့နောက်မှာတော့မသိအောင်အချိန်ဆွဲပြီးနှိပ်စက်မှာလို့ပြောပါတယ်။ဒုတိယပြိုင်မဲ့ထောင်သားကတော့ဖောက်ခွဲရေးကျွမ်းကျင်တဲ့တယောက်ဖြစ်ပြီးဂုံကသူပြိုင်မယ်လို့ပြောလိုက်ပါတယ်။